ရဲ့ဘူဖိုင်အာတူဘီလာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူဘီဆိုတာကစစ်စည်းပွားရေးလုပ်တဲ့အဖွဲ့အစည်းသားဖြစ်တယ်ကျွန်မအဲ့ဒီအချိန်ကြီးပြောခဲ့တယ်။ဒါကြောင့်မြန်မာပြည်ကိုဘတော်မှအာတူဘီလာမှာမဟုတ်ဘူးလို့နောက်နေဆက်ရေကဝယ်ပြီးပြီးချင်းကကျွန်မကလိုက်လွှဲပြီးနိုင်ငံရေးအဲ့လိုတူပြီးတုံတက်ခဲ့အဖြစ်တချို့ကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအဲ့ဒီလိုတော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲကျွန်မကိုရင်တွေးနေအောင်မဟုတ်ဘူးအရှိတရားကိုပြောနေတာကျွန်မရဲ့ဘယ်လိုအိုင်ဒီကိုဖျက်ညက်ကန့်လုပ်နေတဲ့ကောင်းနေကောင်းမနေအဲ့ဒီလိုစေရေးနိုင်ငံရေးတုံတက်နိုင်တဲ့အခြေအနေရှိမှုဆိုတော့ခင်ဗျားတို့မုန်းလဲမတက်နိုင်ဘူး နော်ဘသူမုံမုံမလို့သူတွေမုံပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေကျမမြဲလက်ခံထားရကျမမြဲလက်ခံထားတဲ့စောင့်ဖို့ကျမမြဲလက်ခံထားတဲ့အရာနော်မလို့သူတွေမုံပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေဆိုတော့ရှင်တို့တွေမနာလို့ကြဆဲရှင်တို့တွေလောင်မြိုက်ကြဆဲရှင်တို့တွေကျမကိုစောက်ဖောင်းထူကြဆဲရှင်တို့တွေအဲ့ဒီလိုမနာလိုပြီးတော့ကျမကနာမည်ဖြင့်လေးကျမရဲ့ဘီလိုဖိုင်တွေဖြည့်ညက်ကတ်လုပ်လေးကျမပို့ပြီးတော့နော်မြရွှေကိုပရံများလို့အပြောင်းထွက်လိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေမှတော့ မပုဒုမဟာသွေးဟုနာမည်နှင့်ပတ်သက်ပြီးမပုဒုကပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါမျိုးတို့ရေဒီနေ့ပုံဖတ်ပြမယ်နားထောင်ကြည့်ပါနယူးတော်လည်းယူရဲကမ္ဘာနိုင်ငံတီတီကမျက်နှာသာမပေးလို့စိတ်ပြင်းအားငယ်စရာမလိုပဲကိုအားကိုကိုရမှာဖြစ်တယ်လို့အန်ယူဂျီရဲ့ဘူကွန်မြူနတီဝေးမှာဝင်ကြီးချုပ်မန်းဝင်းခံတာပြောချပါရတဲ့အခုကြမှာတခြားနိုင်ငံတွေကမကူပါနဲ့ကိုအားကိုကိုရမယ်တဲ့ ဘာလို့ဒီစကားပြောတာလဲဆိုတော့အာရှိတပတ်လောက်ကပဲအရှိဒီမောနိုင်ငံအရှိဒီမောဆိုလို့ရှိရင်လေဟာဇင်မောင်ကအရှိဒီမောနဲ့တော့တွေ့တယ်သူ NGO ကိုအရှိဒီမောကတရားဝင်အစိုးရဖြစ်အတိမဲ့ပြုရဲဆိုပြီးသူအားရဝန်သာဖြစ်ကြတယ်အခုလက်ရှိအရှိဒီမောမှာရှိရဲ NGO ရဲ့ကိုယ်စားလှယ်နှစ်ယောက်ကအရှိဒီမောကခွေးမောင်းတို့လိုမောင်းထုံလိုက်တဲ့ကသူတို့အဲ့မှာရင်းထဲမှာရမခန့်စားဖြစ်ရမခန့်စားသူမမြင်နိုင်နဲ့အသေးလေးကအတွေ့အကြုံအဲ့လိုသူအတွေ့အကြုံဖြစ်တယ် အရှိဒီမောကတို့ကိုခွေးမောင်းတို့လိုမောင်းထုံလဲတာတို့ကအလွင်ကြီးဖြစ်နေတာဖြစ်နေတာကြောက်မှာအန်နူဂျီဘူဟုကော်ပိုရေးစီဝေးမှာတခြားနိုင်ငံတွေကကိုယ်ကိုမျက်နှာသာမပြီးအဖက်မလို့လို့စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့ကိုအားကိုကိုကိုဘီငွေဦးတော်လိုင်းကိုတော့တိုက်ရပါမယ်ဆိုတော့အတူပြီးလာတော့မယ်လို့ပြောခဲ့တာဘသူတည်လဲဟမ်တချိန်လုံးပြောခဲ့တာအတူပြီးလာနေပြီလို့ပြောခဲ့တာဘသူတည်လဲအတူပြီးလာပါဆိုပြီးအမေရိကန်တန်ယုံရှင်မှာစိုက်ပုတ်တွေကင်ပြီးအတူပြီးလာပါလို့သွားပြီးတော့ဒူးဆောက်အတနာခံကိုနိုင်ငံကိုအတူပြီးလက်ထဲထိုးအပ်ခဲ့တာဘသူတည်လဲ အန်ယူဂျီဝန်ကြီးဒေါက်တာဆာဆာပြောခဲ့လေအဲ့တော့အကူအမလေးအာဘောမာရီကအတိုင်းမီကိုတရုတ်လက်ထက်ထိုးအပ်နေတာခင်ဗျားတို့ကမြန်မာနိုင်ငံကိုအာတူပြည်လက်ထက်ထိုးအပ်ခဲ့တာလေအရင်ဆုံးခင်ဗျားတို့အရင်ဆုံး2000ဖွဲ့စည်းပုံခြေကဥပဒေကိုဖျက်သိမ်းလိုက်ပါပြီဒါကြောင့်မြန်မာနိုင်ငံကိုအာတူပြည်လာပါတော့ဆိုပြီးတော့နိုင်ငံကိုအာတူပြည်လက်ထက်ကိုထိုးအပ်ရောင်းစားထိုးကျွေးခဲ့တာခင်ဗျားတို့အရင်ဆုံးနော်အာတူပြည်လာနေပြီလို့ပြောခဲ့တာခင်ဗျားတို့အခုကြာမှ9နှစ်အချိန်ကြီးလွန်ခဲ့ပြီ9နှစ် တိုင်းပြည်ကြီးပြည့်စည်သွားပြီ9နှစ်ကလေးတငယ်ပေါင်း800တန်းနေပါပြည်ညာတင်းသားကွယ်ဆုံးရှုံးသွားပြီ9နှစ်လူပေါင်းသိန်းနဲ့ပန်းနဲ့ချီလူပေါင်းပန်းနဲ့ချီပြီးတော့ဒုက္ခတွေဘဝရောက်သွားပြီလူပေါင်းပေါင်းနဲ့သိန်းနဲ့ချီပြီးတည်ကြည်ပြည့်စည်ခဲ့ရပြီဒီလောက်တိုင်းပြည်မွေးပြာကြမှာခင်ဗျားတို့ခုမှအတိတ်ရရကြတယ်တချို့တော့အာတူပီလာတော့မယ်အာတူပီလာနေပြီဆိုပြီးတော့အာတူပီအာကိုမေးလို့ဒီအခုကြာမှာ နိုင်ငံသားကိုအားကိုးနေလို့မရပါဘူးကိုအားကိုးကိုးရမယ်တိုင်းပြည်ဒီဒီစတိတ်ဖြစ်ပြီးတော့ကလေးတငယ်ပေါင်း9ပန်းနီးပါးပညာသင်ထားခွင့်ဆုံးရှုံးပြီးတော့နိုင်ငံလူဦးရေရဲ့เนาะအနည်းဆုံး60ရာခိုင်နှုန်းလောက်စစ်ပေးဒုက္ခတွေဘဝရောက်နေတဲ့အချိန်ကြမှာခင်ဗျားတို့နှောင်းနှောင်လာရကြတယ်เนาะရှင်တို့အသက်ကြီးပြီးတေကနီးရလူတွေကအခုကြမှာနှောင်းနှောင်လာရတာလူပြုံးစစ်ရှုံတိုင်းပြည်ကြီးဖို့ပိုးညံ့ညံ့ကြည်ပြီးတော့လူလဲပြုံးစစ်လဲရှုံတဲ့အချိန်ကြမှာခင်ဗျားတို့ကအာမနန်မန်းရှုံပြီးအတုပြီမလာမန်းအတိလို့ ိုင်ငံခြားကအားကိုးလို့မရတော့ပါဘူးလို့ပြောနေတာကျမဝဘတုမဟာသွေးက2020ရွေးကောက်ပွဲပြီးပြီးနောက်နှစ်ရက်အတွင်းမှာတည်းကအားတိုးလို့မလာပါဘူးလို့ပြောခဲ့တာနော်ရွေးကောက်ပွဲ2020ရွေးကောက်ပွဲပြီးပြီးချင်းနောက်နှစ်ရက်နော်ပြမရွေးကောက်ပွဲပြီးပြီးနောက်တစ်ရက်မှာ NLD ပါတီကနိုင်တယ်ဆိုတော့တော်တော်များများကစိတ်တက်တဲ့အားရင်းစိတ်တည်ပြက်ပြီးတချို့လိုတမင်းအောင်မစားနိုင်ကြတဲ့လူတွေရှိအဲ့ဒီအချိန်မှာနိုဝင်ဘာရှိရနေရွေးကောက်ပွဲပြီးတယ်မလားကျမနိုဝင်ဘာ10ရက်နေ့မှာ live stream ပြီးပြောခဲ့တယ် ရွေးကောက်ပွဲထားမမြောက်ဘူးရွေးကောက်ပွဲ2020ရွေးကောက်ပွဲမအောင်မြင်ဘူးကျမတို့ကနေပြီးတော့တက်မရော်ကာခွေဦးစီးချုပ်ကိုရွေးကောက်ပွဲပြန်ပြီးကျင်းမပေးပါလို့ကျမတို့မှတောင်းဆိုရမယ်တက်မရော်ကာခွေဦးစီးချုပ်ကနောက်အဲ့တော့ကျမပြောခဲ့တယ်နော်2008ချေဦးပါအာပုံမှန်20ဆလုံးလို့နော်ပုံမှန်အာပုံမှန်၄တက်ခွန်ရပုံမှန်၄တက်ရှိရ ၂၀၁၈ခုကို40ခန်းငယ်ရစစ်တပ်ကကာကွယ်ရမယ်တောင်းဝန်ရှိတယ်။ဒါကြောင့်မလို့တမရကာကွယ်ဦးတီချုပ်ကရွေးကောက်ပွဲပြန်ကျင်းပါပေးပါလို့ကျမတို့တောင်းဆိုရမယ်။တချို့ကနော်ဒေါ်ဆန်းစုကြည်ကငင်းငယ်ရေးနိုဘယ်ဆုရှင်ကြီးမို့လို့စစ်တပ်ကဖမ်းလို့မရဘူးငင်းငယ်ရေးနိုဘယ်ဆုရှင်ကိုဖမ်းရင်အာတူပီလာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူပီဆိုတာကစစ်စည်းဝါရေးလုပ်တဲ့အဖွဲ့အစည်းတာဖြစ်တဲ့ကျွန်မအဲ့ဒီအချိန်ကြီးကပြောခဲ့တယ်အာတူပီဆိုတာကနောက်ွယ်ကအရေးရှင်နိုင်ငံတွေထောက်ပံ့ပေးထားတယ်ဒါကြောင့်မလို့သူတို့ကသူတို့အတွက်စည်းဝါရေးရအမျက်ကျန်တဲ့နေရာမျိုးမှာတာအမင်းတို့မှာ အင်းစည်းကားနဲ့လိုက်ပါလာတဲ့စစ်အုပ်စုနဲ့တော်လန်ရေးတပ်တွေအပြန်အလှန်ပစ်ခတ်ပြီးကားတစီးတင်စီရမီမကွေးတိုင်းမင်းတုံးနယ်မှာပတိမုံရွာလမ်းအတိုင်းဖြတ်တန်းမောင်းနေလာတဲ့အင်းစည်းကားပေါ်မှာစစ်အုပ်စုတွေလိုက်ပါလာတာကြောင့်စစ်အုပ်စုနဲ့တော်လန်ရေးတပ်တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကားတစီးနဲ့စစ်အုံဆောင်ပစ္စည်းတွေတင်စီရမီတယ်လို့ United States of Burma Army အစပါကသတင်းထုတ်ပြန်ပါတယ် စက်တင်ဘာလ28ရက်နေ့ည7:00တနာရီခန့်ကမင်းတို့မျိုးကနေကြောက်တိုင်စစ်အုပ်စုအထိုင်စခန်းကိုဥတီမောင်းနေလာတဲ့အင်စီကားတစ်စီးကိုတသိမ်မုံရွာလမ်းမှာတော်လန်ရေးတပ်တွေကတားဆီးချိန်မှာစစ်အုပ်စုကားပေါ်ကနေစတင်ပစ်ခတ်တာဖြစ်တယ်လို့ United States of Burmaami Whisper အဖွဲ့တာဝန်ခံကိုပါဟင်းကပြောပါတယ်။စစ်ပစ်တာကသူတို့ကစစ်ပစ်တာပါဖြစ်တာကတော့ညမှာပေါ့နော်။တင်းစီရမိတဲ့ကားကိုမိရှုတာကတော့ အခုမနက်မှပါစစ်အုပ်စုကားကစတင်ပစ်ခတ်ချိန်မှာတော်လန်ရေးတပ်တွေကပြန်လည်ပစ်ခတ်ခဲ့ပြီးကားပေါ်မှာလိုက်ပါလာတဲ့စစ်အုပ်စုတွေထိခိုက်ဒဏ်ရာတွေနဲ့ထွက်ပြေးသွားတယ်လို့ဆိုပါတယ်အဲ့ဒီထိခိုက်တံရရသွားတဲ့စစ်အုပ်စုတွေကိုမင်းတို့မျိုးကစစ်အုပ်စုတွေကကားတစီးနဲ့လာရောက်ခေါ်ဆောင်သွားပြီးမင်းတို့မျိုးဘက်ကိုပြန်သွားတယ်လို့ဆိုပါတယ်စစ်အုပ်စုစီးနင်းလာတဲ့ကားနဲ့အတူ40မမဘုံတီ၅လုံးဖုံးတလုံးပတ်စံ2600ကျက်လက်ထိပ်တစုံနဲ့စစ်အုံဆောင်ပစ္စည်းတချို့တင်စီရမိတယ်လို့ဆိုပါတယ် တသိမ်မုံရွာလမ်းပိုင်းနဲ့မင်းတို့မြို့နယ်တဲကခီးသွားပြည်သူတွေအနေနဲ့တော်လန်ရေးတပ်တွေကထုတ်ပြန်ထားတဲ့လမ်းပိုင်းတားမြစ်ချက်စီကံချက်တွေကိုတော်လန်ရေးတပ်တွေနဲ့အတူပူးပေါင်းလိုက်နာကြဘူးတိုက်တွန်းကြောင်းကိုဝက်စပါဖွဲ့ကဆိုပါတယ်အဒူဘီလုတ်တယ်။ကျမတို့မြန်မာနိုင်ငံမှာသူတို့လာလို့စီးပွားရေးအမျက်မကျန်ဘူး။ဒါကြောင့်မြန်မာပြည်ကိုဘတော်မှအဒူဘီလာမှာမဟုတ်ဘူးလို့၂၀၂၀ရေကောက်ပွဲပြီးပြီးချင်းကကျမကလိုက်လွှင့်ပြီးနိုင်ငံရေးအဲ့လိုသူတို့ပြီးတောက်တက်ခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်တုန်းကဆိုရင်ကျမနဲ့အရင်ရင်းနှီးပါတယ်ဆိုတဲ့မိတ်ဆွေတွေကိုယ်တိုင်ကတော့မှ ကျမပြောတာမယုံဘူးဘာလို့လဲဆိုတော့အာရွေးကောက်ပွဲကိုနော်အာဒီမဲဆင်းတွေကိုတမတော်ကောက်ပွဲဦးကြီးချုပ်ကဖြည့်ရှင်းပေးပါလို့ပဲတောင်းဆိုလို့ရမယ်တဲ့ရွေးကောက်ပွဲပြန်ချင်းမပေးပါလို့တောင်းဆိုလို့မရဘူးကျမပြောတာမှားနေပါရဲ့ဆိုပြီးတော့နော်လက်ရှိမှာဆိုသူတို့ကသူတို့လက်ရှိမှာတချို့လူတွေကပါတီအကြီးအကဲနေတော့ဖြစ်နေကြပြီအဲ့ဒီအချိန်တုန်းကကျမပြောတဲ့စကားကိုမှားပါတယ်လို့ဝေဖန်ခဲ့တဲ့လူလေးအခုလက်ရှိတမတော်ကောက်ပွဲဦးကြီးချုပ်ကရွေးကောက်ပွဲပြန်ချင်းပပေးမယ်ဆိုတော့ခင်ဗျားတို့အရင်ဆုံးရွေးကောက်ပွဲဝေဖို့အရင်သွားနေကြတယ် ်เนาะနိုင်ငံရေးလေးလာတုံးတက်တယ်ဆိုရင်အဲ့လိုတုံးတက်ရတယ်တချို့ကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအက်တီလို့တော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲကျမကိုရင်တွေးနေအောင်မဟုတ်ဘူးအရှိတရားကိုပြောနေတာကျမရဲ့ဘီလိုဖိုင်တွေကိုဖြញ្ញက်ကန်လုံနေတဲ့ကောင်းနေကောင်းမနေအက်တီလို့စည်ရင်းနိုင်ငံရေးတုံးတက်နိုင်တဲ့အရေးချင်းမရှိဘူးဆိုတော့ခင်ဗျားတို့မုန်းလည်းမတက်နိုင်ဘူးเนาะဘသူမုန်းမုန်းမလို့သူတွေမုန်းပါစီကိုပြုံးနေတဲ့သူတို့ရှုံးနေကျမမြင်တဲ့လက်ခံထားရကျမမြင်တဲ့လက်ခံထားရ ဆောင်ဖို့ကျွန်မအမြဲတမ်းလက်ခံထားတဲ့အရာเนาะဘလို့သူတွေမုန်းပါစေကိုပြုံးနေသွင်းသူရှုံးတယ်ဆိုရှင်တို့တွေမနာလိုကြဆဲရှင်တို့တွေလောင်မြိုက်ကြဆဲရှင်တို့တွေကျွန်မကိုစောက်ဖောင်းထူကြဆဲရှင်တို့တွေအဲ့ဒီလိုမနာလိုပြီးတော့ကျွန်မကိုနာမည်ဖြက်လေကျွန်မရဲ့ဘီလိုဖိုင်တွေဖြက်ညက်ကတ်လုပ်လေကျွန်မပို့ပြီးတော့เนาะမြရွှေကူပရံများလို့အရာထွက်လိမ့်မယ်ဘာလို့လဲဆိုတော့ပညာရွှေဥစွာလို့ခိုးလို့မရဘူးဗျာเนาะမဘတူရဲ့ပညာရွှေဥကိုခင်ဗျားတို့လာခိုးလို့မရဘူးเนาะဆိုတော့နိုင်ငံရေးတုံးတက်တယ်ဆိုတော့အဲ့ဒီလိုတုံးတက်ရတယ် နော်အခုမှနိုင်ငံရေးကိုလှေကြုံစီးပြီးနိုင်ငံရေးခွေးတိုးဘောက်ကဝင်လာပြီးကျမရဲ့ဒီလိုခိုင်းမျိုးဖြန့်ညက်ကန့်တဲ့ reaction ဆိုတဲ့ခေါင်းစဉ်အောက်မှာလုံမစားကြနဲ့နော်ရှင်တို့အဖေခေါ်နေတဲ့အခုအာတုပြီလာတော့မယ်ဆိုရဲအန်ဥကြီးဝင်းကြီးစားစားတော့မှမတည်ဘူးအခုခင်ဗျားတို့အန်ဥကြီးကိုအပြိုင်ဖွဲ့စည်းထားတဲ့ဦးကြီးမြင့်တို့အန်နာရီဆိုရတဲ့တေဘူးပဲဦးကြီးမြင့်အာနိုင်ငံရေးတွင်းကျင်းသူစစ်ရေးနိုင်ငံရေးတွင်းကျင်းလိလသုံးတက်သူဦးတန်းစိုးနိုင်တရုတ်ရေးတွင်းကျင်သူဒေါက်တာလကျော်စုံအမေရိကန်စစ်တပ်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဘူကြီးဒေါ်မီမီဝင်းပတ် နာမည်အကြီးကြီးတွေဂုံပုတ်ကြီးတွေပေးပြီးတော့တိုင်းရေးပြီးတုံးသက်တဲ့ခါမှာစောက်တလွဲတွေပဲတုံးသက်ကြတယ်သူတို့တုံးသက်တာတစ်ခါမှမှန်တာမရှိအေးအဲ့ဒီလိုမှန်တာမရှိပဲနဲ့စောက်တလွဲတွေတုံးသက်နေလည်းပဲရှက်ရကောင်းမှမသိဘူးအနည်းဆုံးဖြစ်စေလာရှုံးကိုပဲကြည့်တကယ်ကြောင့်လည်းကောင်းဆုံးလဲသူတို့တွေအများကြီးတုံးသက်လိုက်တာပဲခံမှန်လိုက်တာပဲလာရှုံးကိုကိုယ်ကလာတက်လိုက်တော့လဲအဲ့ဒီအတန်းဆုံးနိုင်တို့ဦးကြီးမြင့်တို့ဒေါ်လှကျော်စိုးတို့ဒေါ်မီမီဝင်းပတ်တို့အကြီးကြီးအကြီးကြီးအကြီးကြီးတွေပြောကြတယ်နော် အဲ့ဒီအချိန်မှာသူတို့မွေးမှာသူတို့မြင်းလောက်ပဲရှိတယ်ကျွန်တော်ကဘုသူမအောင်တဲ့လာရှိုးနဲ့ပတ်သက်လို့ပါတော့တယ်လာရှိုးဟို2025မေလမတိုင်ခင်တို့မူမေလကောင်မှာတက်မလို့ကပြန်ပြီးထိချုံနိုင်လိမ့်မယ်လာရှိုးမှာပညာရေးနဲ့ကျမရေးခန္ဓာလည်းပက်လိမ့်မယ်လို့ကျွန်တော်သုံးသပ်ခဲ့တာအချိန်နာမလွဲစေရအောင်နော်အချိန်နာမလွဲစေရအောင်2025မေလနော်မေလမတိုင်ခင်မှာတို့မဟုတ်မေလာအကောင်ပါလို့ကျွန်မပြောခဲ့တယ်။ကျွန်မပြောသူလိုပဲမေလာမတိုင်ခင်မှာလာရှုဘူးကိုကန်ကအတက်မလို့လက်ထဲပြန်ပေးပါလေဆိုပြီးတော့အပရမဆုံးကြင်ညာတယ်။မေလာအကောင်မှာ ငါစားကရှိုးရရဲ့အုတ်ချိုရရန်တရားရဲ့ပြန်ပြီးလေးလဲပတ်တယ်။နော်ဆိုတော့ရှင်တို့ဒီကူအဲ့ဒီလိုစီးရင်နိုင်ငံရေးကိုကြိုးပြီးတုံးတက်နိုင်တဲ့အရေးချင်းမရှိအရှာယိုးမရှိအရှာမအယိုးမရှိတို့နိုင်ငံရေးအသိခါလည်းမရှိပဲလူတွေပြောနေတဲ့စကားတွေကိုခင်ဗျားတို့ယုံမနေကြနဲ့နော်အဲ့ဒီရှာယိုးမရှိပဲအာတုပြီးလာနေပြီးတော့မနေ့ပြန်တော်လန်ရေးကအောင်းနေပြီးတော့ပြောတဲ့စကားတွေကိုမယုံကြတော့နဲ့မယုံနဲ့ စပ်ပြီးတော့မိုက်လုံးမကြီးနဲ့စပ်ပြီးတော့မမိုက်ကြနဲ့ရှင်တို့တွေစက်တက်ကိုမကြိုက်ဘူးမလားရှင်တို့တွေဆင်အာနာရှင်ကိုမကြိုက်ဘူးရှင်အာဆင်အာနာရှင်ကိုရှင်တို့တွေတော်လန့်ခြင်းနဲ့ရတဲ့လက်ရှိမှာစက်တက်ကတရားရဂိုင်းတော့ထိမ့်ချုပ်ထားတယ်တရားရဂိုင်းတော့အုတ်ချုပ်နေတယ်အဲ့ဒီကနေပြီးရွေးကောက်ပွဲကျင်းပလိုက်မယ်ဆိုရင်ရွေးကောက်ခံအစိုးရတည်းရဲ့ဖြစ်လာရင်တရားရဂိုင်းတော့ထိမ့်ချုပ်ထားတဲ့စက်တက်က25ရဂိုင်းတော့ပဲရလိမ့်မယ် ။ဒါကြောင့်မလို့အခုလက်ရှိတရားရဂိုင်းတော့စစ်တပ်အုပ်ချုပ်နေတဲ့လက်အောက်မှာနေမလား။စစ်တပ်ကကျင်းပပေးတဲ့ရွေးကောက်ပွဲကိုပါဝင်ပြီးအတိမတ်ပြုတ်ပြီးမဲပေးပြီးတော့တရားရဂိုင်းတော့ယူထားတဲ့စစ်တပ်လက်ထက်တွေက85ရဂိုင်းတော့ကိုပြန်ယူမလား။ခမည်းတော်